်ဟုတ်တယ်ကျော်ရုပ်ရှင်လုတ်တဲ့အနစ်30ရှိပါတော်ရိုက်ပေါ့အကယ်မီလုံးဝမတက်ခဲ့ဘူးတခါမှမတက်ခဲ့ဘူးမှန်သောစကားဆိုတော့ကိုယ်လည်းဘာမှဘောင်ဝင်လဲလူမှမဟုတ်တာလေမတက်ပါဘူးကျွန်တော်ကမန်လေးမှနေရအဆင်ပြေပါဆိုကျွန်တော်ကအခုလိုပွဲလမ်းသဖြင့်ရှိရင်ငားတယ်အဲ MTV ဇာတ်လမ်းလေးရိုက်ရတယ်ရောင်မငါတို့လည်းထိုင်တယ်အဆင်ပြေမှာမဟုတ်ဘူးဟောတော့ဇကားခွဲမယ်လို့မျောနေရလို့ယူဟိုတိတ်ပြီးတော့ ဆက်မပြေချင်းဘူးပေါ့ဟုတ်တယ်အကယ်ဒမီတက်တက်တက်ဖြစ်လာတဲ့အတိုင်းကျွန်တော်အကယ်ဒမီတခါမှမတက်ဘူးကျွန်တော်ရုပ်ရှင်လုပ်တဲ့အနှစ်30ရှိပါတော်အိုက်ပေါ့အကယ်ဒမီလုံးဝမတက်ခဲ့ဘူး တကားမှမတကယ်ဘူးမှန်သောတကားဆိုတော့ကိုလည်းဘာမှဘောင်ဝင်လဲလူမှမဟုတ်တာလေမတက်ပါဘူးမတက်လည်းမတက်ခဲ့ဘူးဟိုလက်မှတ်တွေထုတ်ပြီးသူတွေရုံးတော့ကိုလည်းမသိဘူးပေါ့နော်အကင်ပြေပဲလုံးဝမတက်ခဲ့ဘူးအကင်ပြေပဲတက်ချင်တာပေါ့အဲတက်ပြီမဲ့လေကိုကျွန်တော်တို့ကအများကြီးအကင်ပြေပြီးပြန်သွားကြတာလေကျွန်တော်ပြန်ရှင်တော့လိုက်ကားမရှိပါမရှိဒုက္ခရောက်ကျွန်တော်နေရာတန်နေမှနေရာအကင်ယူရမြူသားဆက်ကမှပြေးတာ နောက်ပြီးတော့ဝါသူ့မလာဝင်มาပြေးတာအဲ့ညာပြန်ရကြတော့ဒုက္ခရောက်တာပေါ့တို့ကဘယ်ကားစီလို့ကြီးမှာဒီခါကျအဲ့လိုအဲ့ကြောင့်အဲ့လိုခက်ခဲကြုံမှာမသွားပြတာလည်းပါပါဖိတ်တာရှိရလေဖိတ်စာရလိုက်လေဒါအဲ့ဖိတ်စာတွေကဘယ်လိုယူလို့ကိုလည်းမသိတော့ကိုကမတက်မှမတက်ဖြစ်တာခက်ခက်အညာကြီးနဲ့ပဲရောက်တော့ကျွန်တော်တို့ပါပေါ့ပေါ့နိုင်ကူညီသူပင်ရဲ့တို့ရဲ့ဟိုဘုံကရင်ပွဲတွေကတို့ငားလို့ဒီမှာကျွန်တော်ချင်းလာခဲ့တာ မြန်မာဝန်ဆောင်ယူတာဆိုတော့အချောင်းပေါ့သူကဘာလို့ဆိုအဲကျွန်တော်တို့ကဒါကထိန်ပွဲဆိုတာကျွန်တော်ဗမာလူမျိုးရဲ့အထွတ်ထိပ်ထားတဲ့ကထိန်ပွဲပေါ့နော်အဲကြောင့်ကျွန်တော်လည်းမြန်မာဆန်းဆန်းလူလူမြန်မာကိုစားရွက်တည်ပြီးတော့မြန်မာတန်တင်လေးဆိုလို့ဒါကြမ်းမကြောအကိုအင်းကြီးလည်းဗာနဲ့အဲ့လိုတရုတ်ဆောင်ကိုကြိုက်တာလို့လို့ရအောင်နော် အဲဒီလိုမြန်မာဝတ်ဆုံလို့တော့စိတ်လည်းနှုပါဟိုစိတ်နှုပြီးတော့လေစိတ်ပျော်ပြီးပိုလူသွားလို့ပေါ့အဲ့လိုခံစားလို့မြန်မာမြန်မာဝတ်ဆုံဝယ်ရပူပြီးလဲနစ်တက်တယ်ပိုလဲကြိုက်တယ်အခုရတာကာဘူးဆိုဒါရိုက်တာကိုတန်စင်နဲ့ရုပ်စိုးချစ်သူကာရကရိုက်ထားတယ်နောက်ပြီးတော့စစ်နိုင်တဲ့ဇန်နာရွယ်လေးတကားရိုက်ထားပါတယ်အဲ့ဒါပြီးတော့အခုတော့ဆရာတော်ဒီမှာအချင်းဆိုပေါ့ကျွန်တော်ကမန္တလေးမှာနေရအဆင်ပြေပါဆိုတော့ကျွန်တော်ကအခုလိုပွဲလမ်းသဖြင့်ရှိရင်ငားတယ်အဲ MTB ဇန်နာလေးရိုက်ရတယ် ။နောက်ပြီးတော့တချင်းဇာလန်းလေးလည်းခွဲလိုက်တယ်ဆိုတော့တွန့်တရဒီမှာအဆင်ပြေတယ်ဗျ။ဒါဝေးမရရင်အိုးရကအုံနာပေးလိုက်ပြီ။ဒါဝေးရကအိုးပြန်ခါပြန်ငါသူ့ရပြန်ငါပေါ့။အိုးရကအုံနာပေးလိုက်သူ့ခါပြန်ငါသူ့နေရပြန်ပေးပေါ့။အစီဝါးရလက်ပတ်နေပါတော့။လိုပဲလက်ပတ်တာပေါ့။ရအောင်မငါတို့လည်းထိုင်တယ်အဆင်ပြေမှာမဟုတ်ဘူး။ဟောတော့ဇကားခွဲမယ်လို့ညွန်နေရလို့ယူ။ဟိုတိတ်ပြီးတော့အဆင်မပြေခြင်းဘူးပေါ့။ အဲ့လိုခါကျဓမင်းငတ်ခံပြီးတော့ဒီနေ့ကိုအဲ့ဒီ35လက်မှာငါတို့ထိုင်ဆောင်နေရတယ်ဘွားကြီးကျွန်တော်အများကြီးကြုံခဲ့တာပေါ့နော်အဲနောက်ပြီးတော့ဒီနေ့ကဲရခဲ့ရင်လည်းဒီနေ့တည့်ဆိုင်ရရင်နောက်နေ့ရက်တွေကြာအဆင်ပြေတော့ဗျာရှိတဲ့ပစ္စည်းလေးပေါင်ကြပြုကြစိတ်မကောင်းကြည့်ပြီကိုကိုကကိုစိတ်မကောင်းအောင်အဲ့လိုဒီဘွားကကျွန်တော်တကယ်ချင်းနေလည်းပြောတယ်အပြင်လုပ်ငန်းလေးလုပ်ပေါ့နော်ဒီလုပ်ငန်းကြီးလုပ်နေလို့လူမြညာကျွန်တော်ချစ်တယ်ဗျချစ်လို့ပဲဒီသက်ရောဒီလူမြညာလုပ်နေပါဗောဒါမဲ့အဲ့လိုလူမြညာယူ တော့ထိုင်မြောက်ဆောင်သားနေကျောင်းလူမြတ်ဆောင်သားနေလို့လွယ်ဘူးဆောင်သားမဲ့ချိန်မတော်ဘူးကွာအဲကြောင့်ကျွန်တော်ကပြည့်စင်ပြင်လို့လေးလို့ကြပါဟိုကိုကကိုပတ်စံလေးစုလို့ဥပေကားလေးဝယ်ဝယ်ကြအခုမြေခွေလေးကိုကျွန်တော်လူချမ်းတိတ်ဆောင်နေတာအများဆုံးကအိုးမိုင်အိမ်မနေတယ်ဗျာသလားတော်တော်တလားပေါ့ကောင်းတယ်ကျွန်တော်ကျွန်တော်အဲ့လိုကျွန်တော်ရင်မချင်းတူတူအဲ့လိုပဲရုံးခံခဲ့ရတာအဲကြောင့်မို့ကိုကကိုနေမှာဟိုတရားမကောင်းသူရောမဖြစ်ပါဗျာ ပြောရမနေတော့နေရတာပဲအဲ့လိုပဲကျွန်တော်ကတော့အဲ့လိုပေါ့ဒီလူတွေလို့ပြောထားမဆောင်နေဘူးကိုဝန်နာဖို့လှုပ်လဲလွယ်လှုပ်အပြင်လှုပ်လဲလှုပ်အဲ့အဆင်ပြေပါပေါ့အိတ်သောက်ဖို့အတွက်ပေါ့အိတ်သောက်ဖို့စူးပြီးစောင်းပြေးနေပြီအကောင်လည်းစဖို့တော့မှာပေါ့နော်အစဖို့တော့ပြင်ဆင်နေပြီလားလားပြင်ဆင်နေပြီဟုတ်တယ်ဘာလို့လဲဦးဝင်းနေစီပိုင်ဆိုင်တာရှိတယ်နောက်ပြီးတော့ကျွန်တော်အခုလက်ရှိမြေခွေလေးပိုင်ဆိုင်တာရှိတယ် မိမတော့ထက်ပြီးမြေခွက်တွေထက်ဝယ်မပြောတာပြာ तू ကတော့လောကကြီးရဲ့ဗျာမြေခွက်တွေမြေခွက်ဝယ်ပတ်စံဝယ်ဝယ်ဖို့ तू तू ကဆိုင်းမြင်းနေရတယ်ကျွန်တော်ရှေ့ဆက်ပြီးလုံးမယ်လို့ကတော့ကျွန်တော်အနုပညာတော့တစ်သလုံးလုံးပါပါဒါမဲ့ဟိုအဓိကတော့အနုပညာကြီးအတားအဆီးစောက်ချက်လွယ်ပြရဦးလေရှေ့ဆက်ပြီးထက်ပြီးစီးပွားရေးကြီးစီးပွားဖို့တော့ကြီးပွားဖို့တော့ထက်ပြီးကြိုးစားရမှာအများကြီးကြိုးစားဖို့အလုပ်ရှိသေးတယ်ကြိုးစားတယ်ကြိုးစားမှာပေါ့နော်အဲ့လို 就那你地嘛，所有的家嘛，奖品我就多少不会，四是嘛。